။အိုမင်းနဲ့မိဘတွေကိုစောင့်ရှောက်ရတာကမင်္ဂလာရှိတဲ့အလုပ်ပါပဲလို့ပြောလိုက်ချိန်မှာလက်ခံခဲ့မိတယ်။သူ့အနေနဲ့လဲမေရဲ့အင်္ဂလိပ်ထဲမှာပဲအခြေချနေထိုင်ပြီးတော့ဘဝတစ်ခုကိုတည်ဆောက်မှဖြစ်မှာမို့မေရဲ့ဇကားတွေကို လိုက်နာခဲ့ပါတယ်။မောင်အနေနဲ့လဲမေတို့လက်ရှိနေထိုင်မှုကိုသိပြီးသားပဲလေ။ပြောရရင်မိရဲ့မိခင်အိုကြီးကိုထားပြလို့မှမရတာမိမိပဲရှိတော့တဲ့အနေထားမျိုးမှာ မိအနေနဲ့တားသမီးတာဝန်ခြေဝန်းကျင်နေမှောင်အဲ့ဒါကြောင့်မို့လို့တအိုးတအိမ်လဲခွဲပြီးထူထောင်လို့မရဘူးမောင်အနေနဲ့မမေကိုမိခင်တယောက်ဖြစ်သဘောထားစောင့်ရှောက်ပြီးမယ်မဟုတ်လားယင်မောင်ဘဝတစ်ခုပူးတွဲတိဆောက်ဖို့တာဆူနေချိန်မှာနေထိုင်အမိသည်ဟဲပြုတ်ဖို့အတွက်အင်ယာတစ်ခု ဖြစ်တည်ဖို့ຢာကတိတ်ကိုခက်ခဲတဲ့ကာလတွေဆိုတော့သူတို့အနေနဲ့နေထိုင်စရာအိမ်တလုံးကို အရန်တဲ့ပိုင်ဆိုင်ပြီးသားရှိနေမှာတော့သူ့အနေနဲ့ဘာကိစ္စညှင့်ပယ်နေတော့မှာတော့ရောက်ခမအိမ်မှာသူ့ဇနီးမေနဲ့တူရဲသောရောက်ခမယောဂာတဲ့ကြီးပဲရှိတော့သူတို့ကပဲအတူနေစောင့်ရှောက်ကြွေးမွေးယုံပဲရှိတော့တာဘဝတဲ့တစ်ခုစတင်တိဆောက်ဖို့ရည်ရွယ်ထားတာရှိပေမဲ့သူတို့နှစ်ဦးသားရဲ့အလုပ်ကိုင်းအနေထားဝင်ငွေနဲ့ကဘလူနီးနဲ့မှ ကိုပိုင်အင်္ဂလိပ်တိဆောက်ပြီးနေနိုင်မှာမဟုတ်ဘူးဆိုတာသိနေကြတော့ မိအိမ်မှာပဲအခုလိုအရင်အစ်စ်နေထိုင်ခွင့်ရတာဟာကံကောင်းတဲ့အနေထားပဲလို့ယုံကြည်ထားမိတယ်။အဲ့ဒီလိုနဲ့မိရဲ့အင်္ဂလိပ်တဲကိုသူ့ရောက်ရှိသွားတယ်။ သုံးသက်သားတွေကာထားတဲ့အခန်းထဲကဂရင်ကလေးပေါ်မှာရောက်ခမကြီးကိုစတွေ့ခဲ့ရတယ်။ဝင်ဝင်ချင်းမှာပဲကျင်ငယ်ရည်နှံ့တွေက ထောင်းကနေနှကောင်းဝါကို တိုးဝင်လာတယ်။အများသောအိမ်သားတွေဝင်လိုက်ချင်းရှူရှိုက်ရတယ်လို့မျိုး။မိကမမေကြီးဒါကသမီးလက်ထက်တော်မဲ့သူလေးလို့ပြောရင်မမေရှူးတွေပေါက်ချရတာလား။အိုး အဖွားကြီးကနယံကိုမှီထိုင်ရင်းနဲ့သူ့ကိုလှမ်းကြည့်နေတယ်။ကဒင်းရဲ့အောက်ကတံပံတလင်းမော်ကိုမထိနိုင်မသိနိုင် ဖြစ်လို့စွန့်ထုတ်လိုက်ပုံရတယ်။သေးဆက်တွေနဲ့တံပံတလင်းထိမှန်တန်ကိုကြားရတယ်။မိမိရဲ့ရှုပေါချင်းလဲပြောလေသမီးသေးဦးတဲပေးမှာပေါ့။အဖွားကြီးကဘာမှမကြားသလိုအတွင်နဲ့သူ့စီကိုငေးကြည့်နေတယ်။အဖွားကြီးရဲ့မျက်စိပေါက်တစ်ဝိုက်ကအသားဆိုင်တွေကရော့ရဲတွဲကျနေတာမို့ မျက်စိပေါက်တွေကို ထင်ထင်လင်းလင်းမမြင်ရတော့ဘူးမျက်ပေါက်ကျဉ်ကျဉ်လေးပဲမြင်ရတယ်အကြည့်တွေကတော့တန်မာနေတုံးပဲမောင်ရီမိမိကတော့အဲ့လိုပဲဟိုတခါလဲပြီးပေါင်ကျိုးကလေးကတတိတွေရောလွတ်သွားတယ်ပြောစကားလဲကြားချင်မှကြားတော့တာဟင်ဟုတ်လားဆေးယုံမှထားလဲဒီအချိန်နေပဲရှိတာမို့ပိုပြီးနွေ့နွေ့ထွေးထွေးဖြစ်အောင်အိမ်မားပဲပြုစုတော့တယ်ကဲမောင်ရီ မမေ့ချက်တော့လေးမပေးပါဦးထမိန်လေးလဲပေးခြင်းလို့သူအသက်ကိုတစ်ချက်အောင်ပြီး အဖွားကြီးခြေတော့ကိုမပေးလိုက်တယ်မိကသေးရည်တွေနဲ့စိုကက်နေတဲ့ထမိန်ကိုဆွဲချွတ်တယ်အောက်ပိုင်းဘက်ကိုရွေရားလာချိန်မှာမြင်လိုက်ရတဲ့အဖွားကြီးရဲ့ခါအောက်ပိုင်းကအရေပြား တိဆောက်မှုဟာနှုတ်စားနွားမတကောင်ရဲ့ပျော့တွဲကျနေတဲ့နှုတ်အုံတွဲတွဲတွေလိုမျိုးပလတ်စတစ်စာတစ်ခုကိုမိဟတ်ထားတယ်လို့မျိုးနဲ့ဆင်းတူတယ် တွန့်ရှုပ်ပြီးအရေးချောင်းပွတ်ပွားတွေဟာအရေးပြားပေါ်မှာမှုပွင့်ထနေတယ်။စီးစက်တစ်ချောက်ကအမွှေးမြင်တွေဟာမိလောင်နေတဲ့မျက်ချောက်ဝါဝါတွေတွန့်လင်းကောက်ကွေးနေသလိုမျိုးပါပဲ။သူ့ခေါင်းကိုမျက်ွယ်ရာချက်ချင်း လွှဲပစ်လိုက်တော့တယ်။သူတို့လင်မယားနှစ်ယောက်အနေနဲ့ မိကိုလှုပ်ထွက်ခိုင်းပြီးအိမ်မှာထားပစ်ဖို့ဆိုတာလည်းမဖြစ်နိုင်သေးဘူး။သူတယောက်တည်းဝင်ငွေနဲ့မဖြစ်နိုင်သေးဘူးလို့ပြောရမယ်။နေကအိမ်ကိုပြန်ပေးစရာမလိုတဲ့အခြေအနေမျိုးရှိပေမဲ့ဒီလိုမျိုးပြထဲမှာရောက်ခမအိုကြီးလမ်းမလျှောက်နိုင်တော့ရင်တောင်ခန္ဓာကိုယ်အတွင်းကနာကျင်ကြိုက်ခဲနေတဲ့ဝေဒနာတွေအနှဲငယ်တက်သားရာရစေဖို့အတွက်စားဝင်အိပ်ပျော်ဖို့အတွက်ဆေးတွေအာဟာရရှိမဲ့ဓာတ်စာတွေ ဒါတွေကလည်းပုံမှန်ဝယ်ပေးနေရတာဆိုတော့မလွယ်ဘူးလေသူတို့လင်မယားနှစ်ယောက်အထူးသဖြင့်မိမာစိတ်မချမ်းမသာနဲ့ပဲခါတိုင်းကလိုမျိုးပဲအလုတ်ကိုထွက်ချိန်မှာ အဖွာကြီးနာကိုအစားစားတွေထားပစ်ခဲ့ပြီးတော့ပဲအိမ်ကိုတော့ခတ်ထားခဲ့ရတယ်အိမ်နာဈေးဆိုင်ကအတော်ကြီးကိုတော့အော်တန်တွေ ကြားရင်ဖုန်းဆက်ပါလို့မှားထားရတယ်ညနေပြန်ရောက်တာနဲ့မိမာမနာရသေးဘူးမိခင်အိုကြီးရဲ့တဏီကုံစားတောက်ထားတဲ့စားကျွင်းစားကြံတွေ စွန့်ပစ်ပါချထားတဲ့မစင်တွေသေးရည်တွေကို စေးကြောတုတ်တင်ရတယ်။ဂရင်အောက်မှာသေးအိုးတွေကိုချထားပေမဲ့လေအဖွားကြီးကသူ့လှုပ်ရှားနိုင်တဲ့လောက်အနေထားမျိုးမှာဖြစ်တယ်လို့ပဲစွန့်ပစ်ပုံရတယ်။ခြင်နဲ့ထွက်နေတဲ့မစင်နဲ့တွေသေးအိုးတွေကိုအပြင်ထုတ်ပစ်ရတယ်။အနံ့ပြောက်ဆေးတွေနဲ့ထပ်ဖြန်းရတယ်။သူ့အနေနဲ့လည်းအตาနေလို့မရဘူး။ကူလှုပ်ပေးရတာပေါ့။ဘုံငွေအောင်တောက်နေတဲ့အဖွားကြီးဦးကောင်းမော်က ။သပင်ကျို့တို့ကျဲတဲ့တွေကိုမေကကက်ကြေးတလက်နဲ့ညှက်ပြချိန်မှာသူကတော့အဖွားကြီးခေါင်းကိုမလှုပ်အောင်ထိမ့်ပေးထားရတာမျိုးပေါ့။ရေချိုးဖို့မချတဲ့အခါနောက်ကနေဆလွေတိုင်းမပေးရတာမျိုးပေါ့။အရင်ကတော့မိအနေနဲ့မမနိုင်လို့ဂရင်ပေါ်မှာပဲရေဘက်တိုက်ပေးရတာလို့ပြောတယ်။မောင်ကိုဒီနေ့ရုံးပေးရမှာလက်ဖက်တုပ်လေးရှဲတုပ်ကျွေးမှာဆိုဗမာလေသူမိရဲ့နောက်ကစပွဲကုံပေါ်မှာ ရှီမန်းတည့်ရဲ့နဲ့မေးလိုက်တယ်။မေကကဲမောင်မျက်စိမှိတ်။ "तू မျက်စိမှိတ်လိုက်တယ်။ဖွင့်လို့ရပါပြီရှင်။ तू မျက်စိဖွင့်လိုက်ချိန်မှာမေလက်ကလေးနဲ့ကင်ထားတဲ့စတီးဇုံလေးကသူ့ပါဇက်ဖြားနာကိုရောက်နေတယ်။ဇုံကလေးပေါ်မှာတော့မေရဲ့ special လက်ရာလက်ဖက်တုပ်လေးတွေပေါ့။ तू ပါဇက်ဟလိုက်ချိန်မှာဟာ သူ့အတန်းကြောင့်မြောက်ထားတဲ့မိလက်ကလေးတောင်အောက်ကိုပြုတ်ကျသွားတယ်။ရှေ့မြင့်ငွင်းကပုံမှန်အိတ်နေတတ်တဲ့အဖွားကြီးကလက်နှစ်ဖက်ထောက်ပြီးကုန်းကွာနေသလိုဖြစ်နေတဲ့အနေထားမျိုးမှာတင်မားတွေအောက်ကနေမစင်ရေတွေဟာဘုံပိုင်းအောက်ကရေတွေလိုအောက်ကိုထွက်ကျနေတယ်။သူ့လက်ချောင်းဝါကအစာအိမ်ထဲကို ရောက်ရှိပြီးသားအစာဘတ်တွေနင့်ငနေစောင့်တက်လာတော့တယ်။ ောင်ရဲမိတောင်းမှန်ပါလေမိကတုံရင်နဲ့အတန်ကလေးနဲ့သူ့ကိုတိုင်းဖက်ပြီးတောင်းမှန်ရှာတယ်မိမျက်နာလေးကိုဆွဲယူကြည့်လိုက်တော့မျက်ဝန်းဝမှာမျက်ရည်တွေဝေသီးနေတယ်သူ့လက်ကလေးနဲ့တုပ်ပေးလိုက်ပြီးနှာခမ်းကလေးကိုနမ်းလိုက်မိတယ်မိလက်ကလေးကသူ့ကိုယ်ကိုစက်ကနေတိုင်းဖက်လာတယ်သူ့လက်အဆုံကပုံမှန်ကားမောင်းနေကြဒရိုင်ဘာတယောက်ရဲ့လက်လှုပ်ရှားမှုလို့ မေရဲ့ခန္ဓာကိုယ်တလျှောက်ကဖုံးကွယ်ထားသမျှကို ဖြုတ်ခွာလိုက်ပြီးတစုံတရာကို မြင်လိုက်ချိန်မှာရမတ်စိတ်အစားမေမိခင်ဖြစ်သူရဲ့စပြစ်သီးကင်တစ်ခု အမှဲ့လွန်ရှုံ့တွနေသလိုပုံပေါက်နေတဲ့အဖွားကြီးရဲ့မစင်နှံ့သေးနှံ့တွေနဲ့ပုတ်လောင်အော်ဂလီဆန်လွန်းတဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုမြင်ရောင်းလာတယ်။ခေါင်းတဲတဲ့ကိုကြည်စံထိမှန်ပြီးစက်ခနဲလဲကျသွားသူတယောက်လို့ သူ့စိတ်တွေရက်တန့်သွားတယ်။ညအိမ်မောကြနေချိန်မှာညီတန်ကြောင့်စက်ကနေနိုးလာတယ်။အဖွားကြီးညီးနေတာပဲ။ခါတိုင်းကလည်းညီးနေကြဖြစ်ပေမဲ့အခုညီးတန်က ကိုရင်းကဝေဒနာရရဲ့ကြိုက်ခဲနာကျင်မှုဟာခါတိုင်းတည်းစိုးဝါးလာပြီလို့ပိုပြီးညီးညူနေမှန်းသိတာတယ်။ခလန်းလန်းအခန်းကသူရောင်လန့်နိုးတာပဲကြည့်တော့လေ။မေကတော့အိမ်ရဲ့ဝေယဝစ္စရီကို တရသက်လုတ်ကင်ခဲ့ရတဲ့မောပန်းမှုတွေကြောင့်ရောပမယ်ထင်တယ်။အိယာထက်ပေါ်မှာအိမ်မောကြနေစေ။သူအိယာဘောကဆင်းပြီးတော့အဖွားကြီးရှိတဲ့နေရာစီဖွားဖွားတက်ကလေးခြေဖော်ပြီးလျှောက်လိုက်တယ်။လက်ထားတဲ့တကားကနေနယံကိုကတ်ထိုင်းနေတဲ့အဖွားကြီးကိုမြင်းနေရတယ်။ခန္ဓာကိုယ်ရဲကနာကျင်ကြိုက်ခဲမှုတွေကြောင့်မအိမ်နိုင်တော့ဘဲနေခင်းဘက်တွေကလူမျိုးတရွတ်တိုက်သွားပြီးထိုင်နေတာဖြစ်မယ်။ ဘေးဘက်ကလက်ထားတဲ့ပရင်းကနေတိုးဝင်လာတဲ့စုံညလရောင်မှိမ့်မှိန်ကြောင့်အဖွားကြီးမျက်နှာတစ်ချမ်းကိုမြင်းနေရတယ်။ညီးတန်တွေကို ပို့ပြီးတော့ကျေလောင်စွာနဲ့ကြားနေရတယ်။သွားချင်းပုတ်တန်တွေပါကြားရတယ်။ကြက်သိန်းထပွဲ ထိတ်လန့်ဒေါသဖြစ်ပွဲ ကောင်းလွန်းနေတယ်။အိုးမျက်စိပေါက်မိမိကအယောင်တောက်နေသလိုပါပဲလား။သူရှိရာစီလှမ်းကြည့်နေပုံက သူ့ကိုမကြည်နှက်နေသလိုမျိုး အဲ့ဒီအကြည့်ကိုသူ့မျက်နှာချင်းဆိုင်ရင် စိတ်ထဲကတနှုံနှုံဒေါသထွက်လာတယ်။အဖွားကြီးခမည်းပေါ်ကြုံမကြည်မနဲ့ဖြစ်နေတာကိုသိလို့ရန်လိုတဲ့အကြည့်နဲ့ကြည်နေတာလား။သေခြင်းလို့လားအဖွားကြီးခမည်းပေါ်ကြုံမှအချောင်းလုတ်ကင်ကျွေးနေရတာလဲထဲ့စင်စားအောင်ခမည်းစီကပုတ်စော်နဲ့နန်နေတဲ့မစင်ပင်ပုတ်နဲ့တွေကိုလဲကြုံမှတင်ကြီးခံရတယ် အယူတယောက်လိုညာညာတိုင်းထအော်ရာညီးတာတွေကြောင့်အေးရေးပြက်ခဲရတာတွေတောင် ကျုပ်အနေနဲ့ကြိတ်မိတ်တီးခံခဲ့ကျုပ်ကိုတောခွေးတကောင်ရဲ့မျက်လုံးမျိုးနဲ့မကြည့်နဲ့ခမည်းကကျုပ်အခုပေါင်းသိနေတဲ့မိမတယောက်ကိုခမည်းရဲ့ရှုံ့တော့ဆုံပဲ့နေတဲ့တဲ့အိမ်အကြီးရွဲတွေကနေမွေးထုတ်ပေးတာက လွဲလို့လက်ရှိချိန်မှာခမည်းကဘာမှအသုံးမကျတော့ဘူးဆိုတာသိလားခမည်းနဲ့အထိုက်တန်ဆုံးကတေတဲ့နာ မြန်မြန်သေသွားတဲ့နာခမားရဲ့တောခွေးနဲ့တူတဲ့မျက်ပေါက်ကျင်းကျင်းလေးကိုဓာချုံချုံနဲ့အုံနောက်ထဲရောက်လောက်အောင်ထိထိုးသွင်းပြီးဇီဝိန်ချုပ်ပေးတဲ့နာတရိတ်ဆန်မကြက်တီတုံးမာကြီးကြောက်သိန်းကြီးမခံနိုင်တော့ဘူးဗျသူစိတ်ထဲကနေအာပါဒရရေရွတ်ကျင်းစဲပြီးတဲ့နောက်မှာမိဘဆောင်ဘက်သွားပြီးမိခလုတ်ဖွင့်ကဓာတ်တလက်ကိုလိုက်ရှာတယ်စင်ပေါ်မှာ ဘူးထဲမှာထည့်ထားတဲ့မီးဘိုးချောင်းသုံးဓာတ်ချောင်းကိုအလွယ်တကူရှာတွေ့တယ်။ဓာတ်ကမျက်ပေါက်ကျင်းတဲ့ကိုထိုးသွင်းလို့ကောင်းမဲ့အနေထားမျိုး အဖျားချုံပြီးဓာတ်သွားကရှိရှိမျောမျောလေးတရိုးသွားကိုလက်နဲ့စုပ်ကန်ရင်းလေထဲမှာအစမ်းရှည်တိုးနှောင်ငင်လှုပ်ထိုးသွင်းကြည့်တယ်။လေဟာနယ်ကိုလက်စာပြင်းပြင်းနဲ့အတိုးအလျှော့လှုပ်လိုက်လို့ထွက်ပေါ်လာတဲ့ဝှက်ကနဲလေတိုးတံတွေကိုကြားနေရတယ် စိတ်ထဲမှာအဖွားကြီးရဲ့မျက်ပေါက်ကျင်းလေးတွေကိုမျက်ကြည်လွားကိုဖောက်ခနဲ့တိုးဝင်ဆွဲဖြဲပြီးမှအုံနောက်ရှိရာစီ တိုးဝင်သွားမဲ့အရာသာကိုစိတ်ထဲခံစားနေမိတယ်။ဘလို့နေမလဲ။ TV ထဲမှာမြင်မှုတဲ့ဝတ်တကောင်လေးမျိုးကို ထိုးသွင်းလိုက်တလို့မျိုးလား။မျက်ပေါက်ကျင်းတာကနေမျက်လုံးကွဲပေါက်သွားလို့အဝါရောင်ရေတွေသွေးဆက်တွေစီးကြလာမှလား။မအော်ဘဲနေပြီးတည်သွားမှလား။ တွေးရင်အနားကိုကြည့်လိုက်တော့မေဝဲလာပုံရတဲ့အဝါရောင်ပန်းတစ်တော်သီးလေးကို တွေ့တယ်။သူလက်နဲ့လှမ်းယူလိုက်တယ်။ပန်းတစ်တော်သီးလေးကနေလောင်တန်းခံခဲ့ရလို့ထင်တယ်။လက်နဲ့ထိရချိန်မှာ သူ့အသားလေးနွမ်းပြောနေတယ်။မောင်အခုတလောပန်းတစ်တော်ကြီးအတော်ကြိုက်နေတယ်လို့ပဲ။သူပြုံးပြရင်းနဲ့သာဈေးပန်းထဲကအနွမ်းဆုံးတစ်သီးတွေကိုရွေးယူလိုက်တယ်။ မေကတော့ပန်းသီးတချို့နဲ့နနသီးတွေဝဲနေတယ်။အိမ်ပြန်ရောက်ချိန်မှာတော့အဖွားကြီးကထုံးစံအတိုင်းပဲတောခွေမျက်လုံးနဲ့သူ့ကိုကြည့်နေတယ်။သူ့ချက်ချင်းပဲဓာကလေးကိုတွားယူပြီးတော့နွမ်းနေတဲ့အဝါရောင်ပန်းသစ်တော်သီးလေးကို စုပ်ခနဲထိုးပစ်လိုက်တယ်။သူ့တစ်ချက်ထိုးလိုက်တိုင်းအဖွားကြီးမျက်လုံးထဲကသွေးတွေရဲကနေထွက်လာတယ်။မေကလည်းမြ мян မြန်သေးမြ мян မြန်သေးဆိုပြီးလက်ခုပ်တီးအားပေးနေတယ်။ သူကလည်းအပါတရနဲ့ဓာတ်တို့ကိုအထက်အောက်လှည့်လိုက်သေးတယ်။အဖွားကြီးရဲ့မျက်လုံးထဲကအသားစရီဟာဓာဘေးပတ်လဲမှာလုံထွေးရစ်ပတ်ပြီးပလာတယ်။အဖွားကြီးပါဇက်ထဲကနေမချိမဆန့်အော်သံတွေထွက်ပေါ်လာတယ်။အဝါရောင်တစ်သီးလေးကတော့သူ့လက်ထဲမှာပွားစကျဲနေလေရဲ့။ရွှေမြုပ်တွေရုပ်စုံမဂ္ဂဇင်းမက်လာ2018ခုနှစ်